မင်္ဂလာပါမျိုးတွေကျွန်မမကုတုမဟာသေးပါရှင်စိတ်မကောင်းစွာပဲအလူခန်းကြီးကနေပြီးတော့ငလင်ဘေးတည်ပြည်သူတွေအတွက်အလူခန်းကြီးမြင်ကအနောက်ရှက်တွေပေါ်လာတဲ့အတွက်เนาะအလူခန်းရင်စကားများအဲရံဖြစ်ရတဲ့အနေအထားတစ်ခုပေါ့เนาะအဲ့ဒါလည်းပဲစိတ်မကောင်းစွာနဲ့ပဲကျွန်မပြောပြချင်ပါတယ်ဒီနေ့ဒီနောက်25ခုနဲ့เนาะလေးလပိုင်းလုံရည်နေဖြစ်ပါတယ်အခုကျွန်မရုပ်တံပိုင်းရိုက်ကူးနေတဲ့အချိန်က17နာရီတတိဖြစ်ပါတယ်ဥစွာငလင်းတန်တိပြည်သူတွေအတွက်ငလင်းဘေးတည်နယ်ဒေသတွေရဲ့ကုညီကယ်ဆယ်ရေးအတွက် သတင်းချက်လက်ရယူမှုကတိတ်ကိုအရေးကြီးပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့လူဒီရန်ကုန်လိုမြို့ကြီးမှာတောင်မှနော်အင်တာနက်လိုင်းတွေဖုန်းလိုင်းတွေလုံးဝမကောင်းဘူးနော်တခါလေဆိုလို့ရှိရင်ဖုန်းကတူးချီပဲတက်တယ်အဲ့အတွက်ဟိုတဲ့ရင်တပုံးနားထောင်မှုအဝိုင်းလေတာနဲ့ဒီအဲ့မှာတိုင်ပတ်နေကြတာပေါ့နော်ရန်ကုန်လိုမြို့ကြီးမှာတော့ဒီလိုဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီငလင်းလှုပ်တဲ့ဒေသတွေမှာပုံပြီးဆိုးတာပေါ့ဆိုတော့ဒီလိုတဘာဝဘေးရတဲ့ဖြစ်နေတဲ့ချိန်မှာကျမတို့ကနော်အာဒီအင်တာနက်ဆက်သွယ်မှုတွေဒီလူမှုကွန်ရက်တွေကိုဒါပဲအသုံးပြုပြီးတော့ တင်းကုန်းတဲ့တခုအချိတ်ဆက်ပြီးတော့ဗောနော်ကုညီကယ်ဆယ်ရေးတွေနော်အချိန်မီပို့တာနိုင်ရေးတွေကုညီကယ်ဆိုင်နိုင်ရေးလှုပ်ဆောင်နိုင်ရတာဖြစ်တဲ့တော့လက်ရှိနိုင်နိုင်ငံတော်အိဆောင်ဆိုးရအနေနဲ့နော်အဆိုးရအနေနဲ့မှာလည်းတစ်ဖက်မှာသူလှုပ်ရတဲ့ကိစ္စတွေအများကြီးရှိတယ်ကျွန်မနားလဲပါတယ်သို့တော်လည်းပဲလက်ရှိဆက်တော်ရေးအပိုင်းကိုဥစားပေးပြီးလှုပ်ဆောင်ပေးချင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲဒီမှာ အာအင်တာနက်ဖြတ်တောက်ထားမှုကိုပယ်ဖြတ်ပေးဖို့ဆိုပြီးတော့ပြည်တွင်းပြည်ပမှာအဖွဲ့အစည်းပေါင်း80ကျော် ကတောင်းဆိုလဲဆိုရဲတဲ့တင်တစ်ခုကျွန်မတွေ့ရတယ်။အင်တာနက်ဖြတ်တောက်ထားမှုတွေကိုပယ်ဖြတ်ပေးရမယ်ပေါ့နော်။ဒါတော့ဒီလိုအရှိအဖွဲ့အစည်းပေါင်း80ကျော်ကတောင်းဆိုပါရဲပေါ့။ဆိုတော့အာကျွန်မတီလည်းပဲကျွန်မမဟုတ်ဘူးမဟာသေးတီလည်းပဲပြည်သူတွေကပြည်သူပြောင်းနေနဲ့အဲတင်းချက်လက်ရယူမှုလင်းအလင်းမြန်စေဖို့မြန်ဆန်ဖို့စေဖို့အတွက်အစိုးရအနေနဲ့တက်နိုင်သလားမြန်ဆန်အောင်လုပ်ဆောင်ပေးဖို့တောင်းဆိုရဲ။ဒါပေမဲ့အဲ့ဒီတင်းချက်လက်ဆိုတဲ့နေရာမှာလည်းပဲသူတို့ဘလို့တင်းနေရေးသားနေကြလေ။ အမှန်တကယ်ဆိုရင်လက်ရှိမှာကဘသူကတော့ဘလို့မကယ်လို့ပါဘသူကတော့ဘလို့ဘာဖြစ်လို့ပါဆိုပြီးတော့တစ်ဖက်နဲ့တစ်ဖက်ကိုအပြစ်တွေပုံချနေမဲ့အစားအဥပမာတစ်ဖက်ကပြောကြတယ်စစ်တပ်ကငလင်းတန်းတဲ့နေချိန်မှာတော့လေရင်နဲ့ပုံကျဲလို့အာဒီဘက်ကလူတွေကလည်းပြန်ပြစ်ကြတယ်။ကုညီကယ်ဆယ်ရေးသွားတဲ့အဖွဲ့ကို PDF တွေကချောင်းပြီးတော့ပြစ်လို့ဆိုပြီးတော့အဲ့ဒီလိုမျိုးတွေတရင်နေနဲ့ကျမတို့လမ်းဆုံးနေမဲ့အစားအမှန်တကယ်ဘယ်နားမှာတော့ဘလိုမျိုးကုညီကယ်ဆယ်ရေးတွေလိုအပ်နေပါတယ်။ဘယ်နားမှာငလင်းတန်းတဲ့ဒေတာမှာပျက်စီးဆုံးရှုံးမှုတွေအင်မတန်များပါတယ်။ ်ဘယ်နာမှဒေတာမှာတော့စေဝါကုသမှုတွေမလုံလောက်ပါဘူးခင်ဗျာဆိုပြီးတော့လက်ရှိအခြေအနေမှာအရေးပေါ်ကုညီကယ်ချက်ရေးလုပ်ဖို့အတွက်သတင်းနဲ့ချိတ်ဆက်ပေးရမှာဖြစ်တယ်။သတင်းနဲ့ချိတ်ဆက်ပေးဖို့လိုအပ်တယ်။နော်အင်တာနက်အဆက်သွယ်မှုကွန်ရက်တွေကိုအသုံးချပြီးတစ်ဖက်နဲ့တစ်ဖက်ကိုဝါဒမှိုင်းတိုက်ဖို့တစ်ဖက်နဲ့တစ်ဖက်ရန်ဖြစ်ဖို့တစ်ဖက်နဲ့တစ်ဖက်စိုက်ဝါလုပ်ဖို့မဟုတ်ခင်နဲ့ဒီဒေတာမှာတကယ်အခက်အခဲဖြစ်နေတဲ့ပြည်သူကိုဘယ်လိုကုညီထောက်ပံ့မလဲဆိုတဲ့နှလုံးသားနဲ့ဥထိတ်ထားပြီးတော့လှုပ်ဆောင်ရမှာဖြစ်တယ်။ထို့သဖြင့် နော်လက်ရှိမှာဆိုလို့ရှိရင်တော့အာတင်းထားကြပါဘယ်နိုင်ငံကတော့ဘယ်လိုလာကူညီနေပါပြီလက်ရှိမှာဆိုဂျပန်နိုင်ငံကအမေရိကန်ဒေါ်လာ6တန်းကူညီပါရဲ့နော်ကျွန်တော်တို့အဓိကဒေတာတွင်းနိုင်ငံတွေနော်ဒေတာတွင်းနိုင်ငံအာဆီယံဆယ်နိုင်ငံကူညီတဲ့အိန္ဒိယချင်းနိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယတွေကမဟာမဟာနော်အင်အားကြီးနိုင်ငံကြီးတွေကျွန်တော်တို့မဟာမိတ်တွေလည်းဖြစ်တဲ့ကူညီကြရဲဒီကိစ္စတွေကိုအဓိကဦးစားပေးပြီးတော့အများသူငါကိုအားတက်အောင်အပိတ်စကားပြောဖို့လိုအပ်တယ်သတင်းမီဒီယာတွေအနေနဲ့ကဒါကိုအင်တာနက်တွေဆက်သွယ်မှုတွေကြတော့ဆက်သွယ်လိုင်းတွေမကောင်းလို့အင်တာနက်တွေမကောင်းလို့ ဟိုအစိုးရကိုအပြစ်ပုံချမယ်စားတကယ်ကောင်းတဲ့အခါကြတော့ခင်ဗျားတို့ကအခုလိုမျိုးလူထုကိုအားပေးစကားမပြောဘဲနဲ့လူထုကိုဝေဝါးသွားအောင်စိတ်တက်ကြအောင်ပဲပြောနေကြတယ်အဲကုညီကယ်ရေးဆိုလဲဒီလိုပဲစစ်တပ်ကဗန်နာမမကူညီလို့စစ်တပ်က ARD တင်းထင်းထောင်မှတင်းထောင်နာမှဆိုပြောလို့ရှိရင်အာနေပြည်တော်မှာတောင်မှစစ်တပ်ကသူ့နေပြည်တော်ကဝန်ထမ်းတွေတော့မကယ်ဆယ်နိုင်ပါဘူး။ဟောဗန်နာမှာတော့စစ်တပ်ကနော်ငလင်ဘေးသင့်ပြည်သူတွေကိုကယ်ဆယ်နေတဲ့ PDF ကိုဖမ်းဆီးသွားပါတယ်။ ဘယ်နားမှာဖမ်းလာလဲဆိုတော့နေရာအတိအကျလည်းမပြောနိုင်ဘယ် PDF ကိုဖမ်းလာလဲဆိုတော့လည်းအတိအကျလည်းမပြောနိုင်မပြောနိုင်မဲနဲ့ငလင်တန်းစီပြည်သူတွေကို PDF ကကဲနေတာကိုစစ်တပ်ကဖမ်းပါတယ်ဆိုပြီးတော့ကောလာဟာလကိုတည်င်းလုတ်ပြီးတော့ကြီးညာတယ်ကြီးညာတဲ့ခါကျတော့လက်ရှိမှာတပ်ပူပေါ်နှစ်ပူဆင့်ပြီးတော့အစိတ်ခိတ်ခက်ခန့်နေရတယ်တကယ်ဆိုရင်နော်အော်ဘယ်ပရာဟိတအဖွဲ့ကတော့ဘယ်နားမှာဘလို့ပြိမိနေတဲ့နော်အရက်သားပြည်သူတွေကိုဘယ်လိုကယ်ထုတ်နိုင်ခဲ့ပါတယ်ခင်ဗျာဥပမာစကိုင်းမီတက်တက်ဖွဲ့ စကိုင်းမိသက်တက်ခွဲကနေပြီးတော့နော်ဒီ CDM မလုပ်တာပဲကျေတူတရမယ်နော်စကိုင်းမိသက်တက်ခွဲကနေပြီးတော့နှစ်ရက်အတွင်းမှာလူပေါင်း100ကျော်ကိုနော်အဲဒီမြေပုံမြေစာပုံတွေကြားတဲ့ကအပျက်စီးတွေကြားတဲ့ကကိုကြီးကယ်ဆယ်နိုင်ခဲ့ပါတယ်စသည်ဖြင့်တိုးနဲ့တိုးအဲ့ဒီလိုမျိုးအားပေးစကားလေးတွေအားတက်အောင်စကားလေးပြောကြရမယ်အစားခင်ဗျားတို့ပြောလိုက်တဲ့အမျိုးတော်လိုက်ဆရာတော်မင်းတုံညာပြောတယ်တိတကူဆရာတော်ဘာလုပ်နေလဲအရှင်စကိန်းကဘာလုပ်နေလဲအရှင်စကိန်းကဘာလုပ်နေလဲဆိုတာထက်ဦးမင်းတုံညာအနေနဲ့ ငါငါဘာလုံးနိုင်နေဆိုတာကိုပြရဖို့အချိန်ဖြစ်တယ်ပြရမှအချိန်ဖြစ်တယ်တီတကူဆရာတော့ဘာလုံးနေလဲဆိုပြီးသူများကိုတွားပြီးပြောရမှာတဲ့မင်းတုံညဆရာတော့ဘာလုံးနေလဲလွေဦးဖဖို့ဆရာတော့ဘာလုံးနေလဲငါတို့ဒီလိုကဲတဲ့နေပါတယ်ဆိုပြီးတော့သူများမကောင်းကြောင်ပြောရမယ်အချိန်မဟုတ်ပဲနဲ့ကိုယ်နှလုံးသားဘယ်လောက်ထိဖြူစင်နေကိုဟာပြီးသူ့ဘောမှာဘယ်လောက်ထိစေတနာစစ်မယ်နေဆိုတာပြရမယ်အချိန်ဖြစ်တယ်ဥပမာကျမတို့ကိုယ်ွယ်တဲ့ပေါ့ဆရာတော်ဖျားเนาะစပြီးငလေးလှုပ်ပြီးဆိုတဲ့က ်ခမင်းဘူးတွေဝေတယ်တန်းနိုင်တဲ့လူတန်းထောက်ပံ့တယ်လက်ရှိမှာဆိုရင်သိန်းတစ်ထောင်မှတည်ပြီးတော့နော်တိလာရှင်အကြောင်းနေတိလာရှင်ပြည့်စည်သွားတယ်တိလာရှင်စာသင်တိုက်တွေအတွက်သိန်း900မှတည်တယ်တခြားသောနေရာတွေသိန်း900မှတည်ပြီးတော့ပေါက်ဆရာတို့ကိုယ်တိုင်ကသိန်းတစ်ထောင်မှတည်ခုတန်းထားတယ်ဒီလိုကိစ္စမျိုးကြတော့ဟာအချင်းချင်းမှုတီတာပွားပြီးတော့အများသူကအပိစကားပြောပြီးဖော်ပြရမယ်စာဒီလိုကိစ္စမျိုးတော့ဖုံးမိထားတယ်မဟုတ်တဲ့နေရာကျတော့အာပြူစောဒီကောင်းဆောင်ပေါက်ကိုတော့ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဝါဒမိုက်နေတိုက်ကြတယ် ဒါကြောင့်မလို့ခင်ဗျားတို့ကိုပြောချင်တာကတော့ခင်ဗျားတို့လွတ်လပ်ခွင့်ကိုအခွင့်အောင်းယူပြီးတော့เนาะသတင်းမီဒီယာတွေကဘယ်လိုဖြစ်ပါတယ်အင်တာနက်ကြက်တောက်မှုကဘယ်လိုဖြစ်ပါတယ်ပြောနေမယ်စားအမှန်တကယ်အင်တာနက်ရတဲ့အခါကျကောဆက်သွယ်မှုလိုင်းတွေကောင်းတဲ့အခါမှာကောခင်ဗျားတို့ကလူထုကိုကူညီကယ်ဆယ်ရေးလုပ်နေတာလားသတင်းအစိတ်တွေခန့်နေတာလားဆိုတာစဉ်းစားဖို့လိုအပ်တယ်ဆေးကုသမှုပိုင်းမှာဆိုလို့ရှိရင်လည်းဒီတရားရတဲ့လူတွေကိုကုညီကယ်တဲ့ရေးဆေးဝါးကုသရေးအတွက်တော့တက်နိုင်တဲ့သမျှနိုင်ရဝင်ကိုတက်နိုင်ရဝင်အကုန်လုံးကအထမ်းရမယ်ထားတစ်ဖက်နဲ့တစ်ဖက်မှာသတင်းအမှားတွေသတင်းအစိတ်တွေနဲ့စိတ်တိုက်နေကြတယ်ပေါ့ ဆိုတော့ကျွန်တော်ဒီလိုဆက်ပြောပါမယ်စစ်တပ်ကလည်းကျမကြီးစနစ်ကိုကျမကြီးခန္ဓာကိုစနစ်တကျဖျက်ဆီးပြီးတော့ကျမကြီးဝန်ထမ်းတွေကိုဖမ်းလာလို့ငလင်တန်သည့်ပြည်သူတွေကိုမကူညီနိုင်ဘူးဖြစ်နေပါတယ်တဲ့ကျမကြီးခန္ဓာကိုစနစ်တကျဖျက်ဆီးပြီးတော့ CDN လုံးခိုင်းခဲ့တာခင်ဗျားတို့ NGO မဟုတ်ဘူးလားအခုကြောင့်မှဘာကြောင့်စစ်တပ်မကောင်းကြောင်ပြောနေကြတာလဲ နော်ခမားတို့ကိုယ်တိုင်ကမန္တလေးမြို့မှာမန္တလေးတိုင်းဒတိုင်းလုံးမှာရှိတယ်ကျမ်းမာရေးဝန်ထမ်းအကုန်လုံး80ရာခိုင်နှုန်း CDN လုံးထိုင်ခဲ့ပါတယ်မန္တလေးတိုင်းဒတိုင်းလုံးမှာ CDN နေနော်စေးဝန်ထမ်းကျမ်းမာရေးဝန်ထမ်း80ရာခိုင်နှုန်း CDN လုပ်တယ်ဒါကြောင့်မလို့တော်လန်ကြီးကဒီနေ့အောင်တော့မယ်မလဲပြန်အောင်တော့မယ်ဆိုပြီးဝါဒမိုက်တိုက်ခဲ့တာခမားတို့ပဲတကဘာလုံးမှာကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာနော်တုတ်တန်ဒီမှာ မိသူကြိုဆက်တွေတောင်မအားလို့အလောင်းနေမြေကြီးမှာထပ်ပုံနေရတဲ့အချိန်မှာခင်ဗျားတို့တွေစီဒီယန်ဆိုပြီးတော့ဆေးမကုပဲနဲ့လူတက်ခိုင်းခဲ့တာခင်ဗျားတို့ပဲအခုကြမှာစစ်တပ်ကကျမကြီးကဏ္ဍကိုစနစ်တကျဖျက်ဆီးတယ်ဆိုပြီးတော့ဒါဤဖြတ်မီဒီယာ ARV မှာတရင်အစိတ်တွေနဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတက်နိုင်သမျှအနော်ဘယ်သူကဘယ်လိုမျိုးကူညီထောက်ပံ့နေဥပမာဥပမာဂျော်ရှူဝါပဲဂျော်ရှူဝါပဲဆို USC ကအာဒီ သားသမားပေါ့နော်လူဝိသမားအဲသူဆိုလို့ရှိရင်လည်းပဲသူကိုယ်တိုင်ကနေပြီးတော့ဦးစီးဦးဆောင်လုပ်ပြီးတော့မြန်မာနိုင်ငံမှာငွေတန်တဲ့ပြည်သူတွေကိုကူညီခဲ့စေရေးအတွက်အမေရိကန်ဒေါ်လာ1000ပေါ့နော်ဟိုလူငွေပို့လုပ်နေတာရှိတယ်။ဥပမာဒီလိုကိစ္စမျိုးပေါ့နော်။တခြားဗဲနိုင်ငံကဘယ်လိုကူပါရဲဘယ်လိုနာမည်ကြီးဆက်လီတယောက်ကဘယ်လိုမျိုးကူညီထောက်ပံ့ပါရဲဆိုပြီးတော့ပြည်သူတွေကိုအားတက်အောင်လုပ်ရမယ်အစားအခုလိုမျိုးစစ်တပ်ကကျမ်းမာရေးဝန်ထမ်းတွေကိုဖမ်းဆီးပြီးတော့ကျမ်းမာရေးဝန်ထမ်းဆိုတာကသူတို့စီဒီအန်ဆိုပြီးနိုင်ငံတော်ကိုပုံကန်ကြတယ်ဒေါက်တာတေစာဆန်းလိုပုံကန်မျိုးဇော်ဝေဆိုးလိုလူမျိုးကိုဆိုလိုခြင်းဖြစ်တယ်။ နော်ပြည်သူစေယုံနေမှာကြတော့ CDN ဆိုပြီးဆေးမကုပဲနေပုပ်ကလေးကဆေးယုံနေမှာငွေကြေးရယူပြီးတော့ဆေးကုဆေးခွန်းကုနေတဲ့သစ္စာဖောက်တွေဖြစ်တယ်ဒေယုံကိုဖုံးပယ်ပြီးတော့နော်ပြည်သူတွေကိုအားတဲ့စကားပြောရမယ်ဆာပြည်သူတွေကိုအားတဲ့စကားပြောရမယ်ဆာအခုလိုမျိုးတရင်မားတွေနဲ့ပြောနေကြတယ်နော်ဆိုတော့ခင်ဗျားတို့ပြောတယ်ကျမတို့ဥပမာမြန်မာတနိုင်ငံလုံးမှာကကျမတို့မြန်မာတနိုင်ငံလုံးမှာကကျမ်းမာရေးဝန်ထမ်းပေါ့နော်ဆရာဝန်တူနာပြုကျမ်းမာရေးဆေးဘက်ဆိုင်ရာဝန်ထမ်းကလူတစ်ပေါင်းရှိလို့ရှိရင် အဲ့ဒီတပေါင်းမှာလူပေါင်း4000 4900ဆိုတော့လူတပေါင်းမှာတဝက်ဆို9000လူ9000မိပါစီတီယံလောက်ခဲ့တယ်အဲ့ဒီစီတီယံလောက်ကိုလည်းခင်ဗျားတို့ဝါတာမိုင်းတိုက်တယ်ခင်ဗျားတို့မြှောက်ပေးတယ်အဲ့ဒီအချိန်လုံးကလည်းတနိုင်ငံလုံးမှာရှိတဲ့နိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ကျန်းမာရေးဝန်ထမ်း90ရာခိုင်နှုန်းစီတီယံလုံနိုင်ပါပြီဆိုပြီးအောင်ပွဲခံခဲ့တာခင်ဗျားတို့ပဲပျော်ခဲ့တာလည်းခင်ဗျားတို့ပဲเนาะဆရာဝန်တွေဆေးမကုလို့ပျော်တာခင်ဗျားတို့ လူတက်တယ်ဆရာဝန်မဟုတ်ခင်လေလူအတက်တွေကိုမပေသင့်မဲ့ပိတ်အောင်တက်တယ်လူတက်တမဆရာဝန်တွေဖျက်အောင်လုပ်ခဲ့တာလေခင်ဗျားတို့ပဲနော်ဒီမှာတနင်္ဂနွေလုံးမှာကျမကြီးဝင်တဲ့နိုင်ငံရေးဝင်တဲ့တဝက်90ရာခိုင်နှုန်းဆရာဝန်တွေစေးမှုကုပဲလေ CDN လုပ်ပါလေလို့ပြောခဲ့တာလေခင်ဗျားတို့ပဲကျမကြီးခန္ဓာကိုစနစ်တကျရိုက်ချိုးခဲ့တာလေခင်ဗျားတို့ပဲတနင်္ဂနွေလုံးမှာမြန်မာတနင်္ဂနွေမှမဟုတ်ဘူးဒီကဘာလုံးကိုဗစ်ကပ်ရောဂါကြီးဖြစ်နေတဲ့အချိန်မှာတော့မှနော်အောက်ဆီဂျင်ဆက်ရည်အောက်ဆီဂျင်နဲ့အရေးပေါ်လိုအပ်လို့အောက်ဆီဂျင်ဆက်ရုံတွေတိစောက်နေတဲ့အချိန်တော့မှ ဒီအောက်ဆီဂျင်နေဆက်တဲ့စောက်တဲ့အထဲကိုအလှဝင်မထည့်ပါနဲ့ဆိုပြီးဝါဒမိုက်လိုက်ခဲ့တာလေခင်ဗျားတို့ပဲဆိုတော့ဒီအချိန်မှာကတယောက်နဲ့တယောက်သူ့ဖက်ငါဖက်ပုတ်ခတ်နေမဲ့ဆာဘသူကဘလောက်ထိအူညီပေးနိုင်လဲဥပမာဥပမာဆရာတော်မင်းတုံညနော်ရိုသေးတော့အပြင်ဆရာတော်လို့ပြောပါတယ်အာဒီတကူဆရာတော်ကြီးဘာလုပ်နေလဲအရှင်စကိန်ကဘာလုပ်နေလဲလို့ဆိုပြီးတော့ပြီးပါကနေအွန်လိုင်းကနေအာချောင်းနေမဲ့ဆာကိုကိုတိုင်းကငါမင်းတုံညကတော့ငါဘာလုပ်နိုင်လဲဟိငါຫນွေဥခုံးကတော့ငါဘာလုပ်နိုင်လဲဟိ ငါကိုဦးဤတာရွှေဦးမင်ကတော့ငါတို့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာငါဒီလိုရှိတဲ့ကဥစားဥရလုံနိုင်တဲ့ဟိတ်ဆိုတာကိုကိုပိုင်ချင်းကိုပြဖို့လိုပါတယ်။နော်။ကျမကိုအလူငွေထည့်ရတဲ့မှာလေတချို့အမတွေဆိုရင်ရွှေပေါက်ကံကအမတရားမှတ်မှတ်ရရသူ့သဘင်ကိုဖျက်ရောင်းပြီးတော့အလူငွေထည့်တာ။နော်။မိမတယောက်မှာတော့မိမတယောက်ထမင်ဝိတဲ့မိမတယောက်တောင်မှသူ့ရဲ့သရာတရားကငွေကြေးမပူရှံတဲ့အတွက်သပင်ကိုမြှက်ရောင်းပြီးတော့သပင်ဖြက်ရောင်းပြီးတော့အလုံးစုံတစ်သိန်းပဝင်လူတန်းထားတာရှိတယ် နော်ဆိုတော့ထမင်ဝဲတဲ့မိန်းမတွေကဒီလိုလုပ်နေရင်ယောက်ပစိုးဝဲတဲ့ယောက်ျားတွေယောက်ျားတွေကမှတင်ငန်းဝဲတဲ့လူတွေအနေနဲ့ကဘသူပါဖြစ်တယ်ဟိုလူပါဖြစ်တယ်ဆိုပြီးကက်လန်တိုင်းပုတ်ခတ်နေမယ်စာကိုကိုတိုင်းကဘလို့ကူညီနိုင်လဲဆိုတာကိုပြကြပါလို့ကျွန်မတိုက်တော့ပါတယ်နော်ဆိုတော့ကျွန်မအလူရှင်စင်ကြီးလေးတင်ပေးမယ်အလူရှင်စင်မတင်ခင်ကျွန်မအလူခံနေရင်းကနေပြီးငလင်ဘေးသိအလူခံရင်းကနေပြဿနာတက်ရန်ဖြစ်စကားများကြတဲ့ကိစ္စပေါ့နော်အဲ့ဒါပါလဲဆိုတော့ကိုကန့်တပုံအဖွဲနဲ့ပေါလောင်တပုံအဖွဲချမ်းမီနဲ့ကုခိုင်မျိုးမှာငလင်ဘေးသိပြည်သူတွေအလူခံရင်းနဲ့ ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတော့မှအဲ့ဒီကိုးကန့်တပုံနဲ့ပလောင်တပုံတွေတိုင်းရင်းသားအရေးပါပြောပြီးတော့တိုင်းရင်းသားတွေဒုက္ခရောက်နေတဲ့အချိန်တောင်မှကြောက်နေတယောက်စမန်ခုတ်ပြီးတော့နည်းနည်းလူနေကြတာတွေ့ရတာတိတ်ကိုစိတ်မကောင်းစရာပါပဲနော်သူတို့လူငွေငွေပြီးသူတို့လူမျိုးတက်သူတို့လူမှာမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ငလင်းဘေးသင့်ပြည်သူတွေကိုလူမှာမဟုတ်ဘူးဒီပေါ်မှာကျမဘာမှမမပြောလို့ဘူးသူတို့တက်နိုင်တယ်လို့သူတို့လူမျိုးအချင်းချင်းသူတို့ကူညီကြစီအဲ့ဒီကိစ္စပေါ်မှာကျမအားပေးတယ် ဒါပေမဲ့ပြည်သူတွေကိုလိုဒုက္ခရောက်နေတဲ့အချိန်တောင်မှပဲနေမီရရေးနဲ့ဆက်ခွက်လူရေးကဦးစားပေးနေကြတဲ့တိုင်းရင်းသားလက်နက်ကင်တွေရဲ့အခွင့်တိုင်းရင်းသားလက်နက်ကင်ဆိုတဲ့လူတွေရဲ့ရင်ထဲမှာအမှန်တကယ်ကိုယ်တိုင်းရင်းသားတွေကိုချစ်ရလားကိုယ့်ပြည်တော်စုကိုချစ်ရလားဆိုတာကျမတို့ဆန်းစစ်ဖို့တော့လိုပါလိမ့်မယ်နော်ကျမကကျမဆိုညီလေးမှာအလူကန်ထွက်တယ်ပေါ့ဘာကြောင့်အလူကန်ထွက်တာလဲတချို့ကလူတန်းချင်ဒါပေမဲ့ကို့မှာငွေ1000 2000တသိန်းမတည်ဘူးမလူနိုင်တဲ့အတွက်ငွေ90 100ကစပြီးတော့အားလုံးတည် လူကျင်တဲ့လူတွေလည်းလူကျင်တဲ့ဆန္ဒလေးပြည့်ဝအောင်လို့အလူခံပွေးခြင်းဖြစ်ပါတယ်။ဟုတ်တယ်တို့မိသားစု၅တောင်ကျဲဒေါ်စုနယ်မိသားစု၃သိန်းကျဲမောင်ချိုးလင်းမိသားစုကီပေးမှ၃တောင်ကျဲ တချို့ကြတော့ပါဝင်လူတန်းထားတဲ့လူတွေကကျမကိုဖုံးဆက်သွယ်ပြီးပြောကြတာရှိဖုံးဆက်တဲ့အခါကျတော့သူတို့ပြောတဲ့အမိတိုင်းပဲကျမအပြင်မှတ်တိုင်းလေးမှတ်ပေးထားရဲပေါ့နော်တချို့လူရှင်တွေကတော့အလူငွေပတ်စံလွှဲပြီးပြီးကျမကိုဖုံးလုံးဝမဆက်ဘူးမနေ့ကဆိုရင်အလူငွေ10သိန်းလူလာတဲ့လူရှင်တယောက်ရှိရဲသူကမှတ်ချက်မှာမိသားစုနဲ့မိဆွေဆိုပြီးရေးထားတယ်ဒါပေမဲ့သူဘသူဘွားဆိုတာကျမကိုဖုံးဆက်ပြီးတော့မပြောသလိုကျမကိုဘိုက်ပါမှာဆက်သွယ်ပြီးပြောတာလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုး အလှူငွေလွှဲပြီးတော့ဘသူဘဝပါလို့ဟိုဆက်သွယ်ပြီးတော့မပြောဘဲနဲ့အမိမဖော်လို့သူလူတန်းတဲ့လူတွေလည်းရှိတယ်အဲ့ဒီခါကျရင်သူတို့လွှဲထားတဲ့ကေဘေးအကောင့်ကနာမည်သူတို့လွှဲထားတဲ့ဝိမန်ကြီးအကောင့်ကနာမည်ကိုကျွန်မမှတ်ပါတယ်เนาะဆိုတော့ဒီမောင်ချိုလွင်မိသားစုအစားသိဖြစ်နေပေါ့နော်သူတို့3000ချက်ဆိုရင်ဒါကေဘေးကနာမည်ဖြစ်ပါတယ်เนาะဒါသူ့ရဲ့အလူရှင်အမိရဲ့အရင်နာမည်ဟုတ် မို့တော့ကျွန်မမသိပါဘူးရှင်เนาะဆိုတော့မောင်ချိုလွင်မိသားစုက3000ချက်ချောစုလွင်မိသားစုက3000ချက် ဥထွေးအောင်ဒေါ်သိသိဆွေမိသားစု9000ကျက်ဥအောင်မျိုးလွင်မိသားစု9000ကျက်ဥတန်းအေးအမိုးကြီးမိသားစုလှဲကူးမျိုး3000ကျက်နော်ဒါဆိုရှင်အာတမတော်အရင်သားအရာရှိတွေတို့ကြားသိရပါတယ်နော်ဥစော်လွင်စုမိသားစု3000ကျက်အဒီဥစော်လွင်စုဆိုတာလည်းပဲ အဲအလူရှင်အမေရင်ဟုတ်မဟုတ်မသိပါဘူးဒါကျွန်မတို့လွှဲထားတဲ့ GB ရနာမည်ပြောတာပါအရှင်ပညာရရဆရာတော်ဖះမှ9000ကျက်ဒေါ်သိန်းကြီးဦးမိသားစုတပိန့်ကျက်အရှင်ဝီရစိတ်တာ9000ကျက်ဒေါ်ခင်အောင်မြင့်မိသားစု2000ကျက်ဒေါ်ခင်အောင်မြင့်တီသူကအာအចောင်းဆရာမကြီးဆရာမကြီးပေါ့နော်သူကတစ်နေ့1000နဲ့2ရက်2000နှစ်ခါလွှဲပြီးလှူတာပါဒေါ်ဆန္ဒလွှဲမိသားစု1000ကျက်ဦးမင်းမင်းသိန်းမိသားစု3000ကျက်ဦးစော်ထွေးမိသားစု3600ကျက်ဒါတီကျွန်မလေး ဒီလက်စာရဲ့ကျမပုံမှန်ကျမရဲ့တော်တော်အကောင့်ကတော့အရင်ကကျမဒီဘာသာရေးခွဲခြားတဲ့ပလီစီယာကိုပြောလိုက်တာတော့အကောင့်ကတော်တော်ထိသွားတယ်အနေကက်ပြသွားတယ်အကောင့်ကတော်တော်တင်လို့မရတော့ဘူးဆိုတော့အဲကျမကမှအာ တချို့ဥစ္စာတွေတက်တော့မှာတင်လို့မရတဲ့အတွက်ကျွန်မ YouTube မှာတင်ပါရတယ်။ဆိုတော့ TikTok အကောင့်ရဲ့အောက်မှာဒီမှာ bio မှာ YouTube link လေးပို့ပေးထားတယ်။အဲ့ဒီ YouTube link ကိုနှိပ်လိုက်တာနဲ့ကျွန်မကို YouTube မှာကျွန်မတင်သမျှကိုတွေ့ပါလိမ့်မယ်နော်။ဆိုတော့အပန်းမကြည့်ရင် YouTube မှာကြည့်ပါ။အဲ့ဒီ YouTube မှာမနေ့ကဩတနေ့အောင်နှစ်ရက်လုံးပေါ့နော်။ကျွန်မကိုလှူတဲ့လူတွေရဲ့သူတို့ အလူရှင်မှတ်တမ်းပေါ့နော် KB ကလွှဲလာလူရှင်က KB ကလွှဲတယ်မှတ်တမ်းဝိမန်နီယာလွှဲလဲဝိမန်နီယာလွှဲတယ်မှတ်တမ်းဒီအကုန်လုံးကျွန်မတင်ထားတယ်ဆိုတော့အဲ့ဒီဥစော်ထွေမိသားစု36000ကျက်ကလည်းပဲသူလွှဲတယ်36000ကျက်ပဲကျွန်မတင်ထားတာအဲဒါပေမဲ့36000ဆိုတော့ तू က4000လွှဲလိုက်တာ4000ဘယောက်သွားလဲဆိုတာမျိုးတွေ ဟိုဈာတ်ကနေ4000ခိုးစားလိုက်တာလားဆိုတာမျိုးရှိတယ်ဟိုမလိုတဲ့လူတွေပြောကြတာပေါ့နော်ဆိုတော့အလူရှင်မှတ်တမ်းဆိုတာကလေသူတို့ငွေလွှဲလိုက်တယ်မှတ်တမ်းဆိုတာလိမ်လို့မရဘူးเนาะကေဘေးမှာသူတို့လွှဲလိုက်တယ်ငွေပမာဏအတိုင်းပဲပေါ်တာဝိမဲနီမှာလည်းငွေပမာဏအတိုင်းပဲပေါ်တာအဲဆိုငွေပမာဏဘယ်လောက်လွှဲတယ်မလွှဲအသေးစိတ်ကြည့်ကျင်နေဆိုရင်ကျမအကောင့်မှာ YouTube link ပို့ထားတယ်အဲ့ YouTube link မှာဝင်ကြည့်ပါကျမအကုန်လုံးကိုအာသူတို့ပို့ထားတယ်မှတ်တမ်းနဲ့တင်ထားတယ်ဆိုတော့နောက်ထပ်ကတော့ ဥတည်ညိုမိသားစုတည်ပေးနိုင်မှာပဲเนาะဥတည်ညိုမိသားစု9000ကျပ်ဒေါ်လာလဝေမိသားစုဒေါ်လာလဝေမိသားစုကဝိမဲနီကလွှဲတယ်9000ကျပ်ဦးဆန်းလွင်မိသားစုတသိန်းခွဲကျပ်ဒေါ်မမာဤမိသားစု10000ကျပ်ဦးနနာဝရာဆရာတော်ဖခင်မ9000ကျပ်ဒေါ်ခင်မေဝင်းမိသားစု9000ကျပ်ဥလာအေဒေါ်ချိုတိုင်းဒေါ်ချိုမိသားစုတသိန်းချက်ငတိုင်းချောင်းမျိုးကနေအမျိုးဖော်လို့တဲ့စေတနာရှင်မိသားစုတသိန်းချက်အရာဝင်ငတိုင်းချောင်းပေါ့နော်။နောက်ဥလိုက်ချင်းမိသားစုတသိန်းချက်အမတ်တတ်တတ်မှာမိသားစု မတတမာမိသားစုကမစိုးရင်တိုက်တဲ့တွင်9သိန်းတခြားနေရာဒေသတွေမှာလူတန်းထောက်ပံ့ရေးအတွက်3သိန်း8သိန်းအဲကျွန်မကိုလိုရ3ဘူ2သိန်းဆိုပြီး10သိန်းတွဲပေးပါတယ်ဆိုတော့ကျွန်မကိုပေးတဲ့2သိန်းတွေက3သိန်းကိုကျွန်မဒီအာကျွန်မအလှူကထွက်တဲ့ခါကျတော့ကျွန်မနဲ့လူတွားတဲ့လူဒီအေးအေးဝယ်တိုက်တဲ့ပါ냐ပေါ့နော်ဒါကျွန်မကိုသူမုံပို့ပေးတဲ့ထဲကကျွန်မ3သိန်းသုံးလိုက်တယ်ကျန်တဲ့3သိန်းကိုဒီအလှူငွေထဲမှာပဲကျွန်မမိဘရိနေမယ်နဲ့ကျွန်မထပ်ပြီးထည့်လိုက်ပါတယ်ရှင် နော်အာမန္တန်တမမိသားစုကအာမစိုးရိမ်လိုက်တဲ့အတွက်၅သိန်းတခြားနေရာတွေတဲ့၃သိန်း၈သိန်းပါရှင်အာပြီးလို့ရှိရင်ဥဝင်းနိုင်မိသားစုတထောင်ကျဲဒေါ်လာလာမော်မိသားစု၅တောင်ကျဲဥထုံးနိုင်မိသားစုတသိန်း 9400ကျပ်เนาะ3,5400ကျပ်အဲ့ဒါဆိုလို့ရှိရင်လေကျမတို့ကျန်တဲ့ပတ်စံ3,5400ကျပ်ဆို तू က2သိန်းလွှဲတာဖြစ်ရမယ်ကျန်တာပတ်စံနေခိုးလိုက်တာလားဆိုပြီးတော့ comment ထဲမှာပြောတာရှိပါတယ်เนาะသူတို့ကအဲ့ဒီဥထုံးလုံးနာအမည်နဲ့3,5400ဟိုလွှဲထားတဲ့ KB မှတ်တမ်းကိုကျမ YouTube မှာတင်ထားပါတယ်ဝင်ကြည့်လို့ရပါတယ် ဥဇော်ထင်မိသားစုတသိန်းချက်ဥမြင့်စိုးမိသားစုတသိန်းချက်ဥဆိုးမိုးစော်မိသားစုတသောင်းချက်ဥတင်ဝင်းဒေါ်မြင့်ပဘိုးမျိုးမတသိန်းချက်ဥဆိုးလွင်ဒေါ်ခက်မဝင်းအေယော်ဒီတိုင်းတို့ဆိုမြို့နယ်မယ်ပြောပါရဲပဘိုးကလူလူဆိုလို့ရှိရင်လည်းလိမ့်စာအတိအကျပြောပါရဲဒါကျမကတို့ရဲ့တို့တို့ကိုမလို့သူမုံထားနေရှိမှာဆိုတဲ့အတွက်အတိအကျမပြောတာပေါ့နော်ဥဆိုးလွင်ဒေါ်ခက်မဝင်းအေယော်ဒီကတသိန်းချက်ကျမကိုလူရသုံးပုံဆိုပြီးတော့အဲမုတ်ဖို့၃000ပေးပါရဲ เนาะไมทွန်းทွန်းมิตาซูตะไต้งแจตะไต้งမျိုးกาဖြစ်ပါတယ်နောက်ခါအမီမဖော်လို့စေတနာရှင်မိသားစု9တိုင်းချက်အဲ့ဒီအမီမဖော်လို့သူစေတနာရှင်မိသားစုက YouTube TikTok မှာကျွန်မရဲ့ဗီဒီယိုဖိုင်တွေကိုပြန်ပြန်ပြီးတင်ပေးနေတဲ့လူလို့ကြားသိရပါတယ်နောက်ကျေးဇူးတင်ပါတယ်နောက်ဒေါ်ထိထိခိုင်မိသားစုအရောက်ဒီတိုင်းမှာ3000ချက်ဒေါ်လက်လက်မြတ်မိသားစု3000ချက်ဒေါ်လက်လက်မြတ်ကလည်းကျွန်မကိုဖုန်းပေး9000ပေးပါတယ်ရှင် ဒေါ်စန်နာဝင်မိသားစုက1ပေါင်နဲ့3သိန်းကျပ်။အော်ဒေါ်စန်နာဝင်မိသားစုက3သိန်းတက်ခါလွဲတယ်2သိန်းတက်ခါလွဲတယ်ပေါ့နော်။စုစုပေါင်း3သိန်းကျပ်ပါရှင်။နောက်တစ်ခွန်းကကင်းပြင်းနဲ့မြန်ချင်းကိုအထူးတေတာဦးမြင့်မောင်မောင်မိသားစု9သိန်းကျပ်။ ညိုင်ကြီးမှုအထုဒေတာဦးမြင့်မမောင်မိသားစုဆိုလို့ရှိရင်လည်းရက်ွက်တွေလိမ့်စာအတိအကျတွေကျွန်မကိုပို့ပေးပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတို့ကိုလက်ချင်းနေကြောင်းကြောင်းကြောင်းအမြိုင်ကြီးမှုအထုဒေတာလို့ပဲပြောပါမယ်နော်။နောက်တစ်ခုကဦးမောင်မျိုးမိသားစု2000ကျပ်ဦးရဲထွန်းတန်းမိသားစု1000ကျပ်ဦးသိန်းစော်မဲမိသားစု9000ကျပ်ဦးအောင်စိုးမိသားစု3000ကျပ်ဒေါ်ဆန္နာဆွေမိသားစု1000ကျပ် ကိုမျိုးဆက်မိသားစု10ပိုင်းချက်အဲကိုမျိုးဆက်မိသားစုဆိုတာက10သိန်းလျှောက်ရတဲ့တေပေးနာမည်ကကိုမျိုးဆက်အမှတ်ရမှာမိသားစုနဲ့မိတ်ဆွေလိုရင်းထားတယ်ကျွန်မကိုဖုန်းဆက်ပြီးအကြောင်းမကြားတဲ့အတွက်အလို့ရှင်မိရင်ကျွန်မမသိပါဘူးရှင် ဦးမြင့်စိုးမိသားစုခေတ္တထားနိုင်ငံက10သိန်းချက်အတူတည်းမစိုးရင်တိုက်တဲ့အတွက်9သိန်းတခြားဒေသတွေအတွက်3သိန်းကျွန်မ3မှု2သိန်းဆိုပြီး10သိန်းပေးပါတယ်ကျွန်မ2သိန်းမှထည့်ပြီးတော့10သိန်းအတည်ပြုပါမယ်ရှင်အာဒီဦးမြင့်စိုးကခေတ္တထားနိုင်ငံအဲမြန်မာပြည်ထဲမှာလည်းဦးမြင့်စိုးဆိုရယ်အမည်တူပေါ့နော်တစ်ယောက်က10သိန်းတစ်ယောက်က2သိန်းထည့်ဝင်လူတန်းတာရှိပါတယ်ဒီထိုင်းရလူတွေကြတော့သူတို့အေဂျင်ကနေတင်ဆက်လှူရတာပေါ့နော်အာဒီ ပြည်ပတယောက်လူတာရှိတယ်အမေရိကကကိုနန္ဒာကျော်ဆိုတဲ့လူတယောက်ပေါ့နော်သူတို့ကြတော့ဒေါ်လာနဲ့လူတာပေါ့ဒေါ်လာတရာကိုလက်ရှိမြန်မာငွေပေါက်စီနဲ့ဘယ်လောက်ရမလဲတော့ကျွန်မမသိဘူးပေါ့နော်ဒေါ်လာတရာတိုင်းပဲစရင်ထည့်ထားတာဖြစ်ပါတယ်အာမင်္ဂလာတော်မှာဒီချေဒေါ်ခင်မေကြီး တသိန်းချက်အာအငွေတဲ့ကိုတသိန်းချက်ကျွန်မကိုဖုန်းမိတဲ့တောင်းချက်ဆိုပြီးတသိန်းတဲ့တောင်းထည့်ဝင်လူတန်းပါတယ်နောက်ထပ်ကဒေါ်ရင်ရင်ထိမိသားစုတသိန်းချက်ရှင်းပြီနဲ့ဘလောက်ဝမျိုးဦးမောင်လာအောင်ဒေါ်လိန်အောင်တမိမက်လိုက်မိသားစု၅သိန်းချက် ၅သိန်းချပ်ပေါင်းပြီးသားပါလေရှင်။ဦးတောင်ရွှေမိသားစု၂သိန်းချပ်၊ဦးကောင်းမိသားစု၂သိန်းချပ်၊ဦးဝင်းသိန်းမိသားစု၃သိန်းချပ်။နော်ပွင့်ဖြူ၊နော်ပွင့်ဖြူကသူ့အကောင့်နံပါတ်မဟုတ်ဘူးဗျာ။သူတို့နောက်မှဆက်သွဲလာတာ။သူတို့ကမနေ့ကနှစ်ခင်းလောက်တည်းကလွှဲလိုက်တာ။လွှဲလိုက်တော့ကျွန်မကိုလွှဲတဲ့အကောင့်နံပါတ်ကနော်ပွင့်ဖြူဆိုတဲ့အတွက်ကျွန်မနော်ပွင့်ဖြူပဲမှတ်လိုက်ပါရတယ်။၃သိန်းနဲ့၈သိန်းချပ်ပါရှင်။အဲ့ဒါကနောက်ပြန်မနေ့ညမိုးချုံမှကျွန်မကိုဆက်သွဲတယ်။အလူရှင်အမီလေးပြောတယ်နော်။ကျွန်မမမှတ်မိတော့ဘူး။အာကျွန်မကပထမဆရတဲ့ကနော်ပွင့်ဖြူဆိုတဲ့နာမည်နဲ့သူတို့လွှဲလွှဲခြင်း အလူဝင်ဆွဲပြီးချင်း9မိနစ်ကျော်မှာပဲကျွန်မအဲ YouTube မှာအလူရှင်ပို့လေးတင်ပေးထားပါတယ်ရှင်ဆိုတော့နော်ပွင့်ဖြူမိသားစုတပိန်းနဲ့7000ကျပ်ပါရှင်ဥနန္ဒကျော်မိသားစုအမေရိကမှာအမေရိကန်ဒေါ်လာ100ကျပ်ပါရှင်ဥကျော်ကျော်အောင်မိသားစု2000ကျပ်ဥလာစုဥလာစုဖြူမြုပ်ဤသူဆက်ကနေပြီး2000ကျပ်ပါကိုရဲသူရမိသားစု1000ကျပ်ဥမီရမိသားစု1000ကျပ်ဥမောင်မြမိသားစု9000ကျပ်ဥဝင်းမြမိသားစု1000ကျပ်ဒေါ်ခင်ွယ်ဝဲမိသားစု2000ကျပ်မတ်တင်တင် မတိတေလှလားမသိဘူးမတိတေလှထင်တယ်မတိနေလားကြောက်တကုံတသိန်းချက်ဦးစော်မျိုး2000ချက်မက်ခင်မိုးလားရွှေပေါက်ကံတသိန်းချက်မက်စင်နှင်းဖြူတသိန်းချက်ဦးကျော်ဆွေတော်ကြီးကြီးလွယ်မိသားစုတသိန်းချက်အားလုံးအသီးသီးပါဝင်လူတန်းကြပါတယ်။ဒါကကျမအလူခံရရှိရဝင်ဝင်ဖြစ်တယ်။လက်ခံရရှိဝင်ပေါ့နော်။အတခြားသောလူတွေလည်းပဲသူတို့နီးစရာနီးစရာမှာအလူခံကြတာရှိတယ်။ဆိုတော့ဒီညလုံရနေညမှာရရှိတဲ့စင်းတွေအကုန်လုံးစင်းပေါင်းချုပ်ချုပ်ပြီးတော့မှမြေပြေလေးရနေမှာတော့ရောက်လူတန်းမှာဖြစ်ပါရဲ့။ အဲ့တော့သူမိတ်ဆွေတွေကလေကျမဟိုခီးတင်သွားမှာကိုကြိုပြီးတော့မပြောစိတ်ချင်ဘူးကျမစကိုင်းသွားမယ်မနှီးသွားမယ်ဆိုတဲ့အကြောင်းစိုးရင်ကြတယ်ပေါ့နော်အဲ့ကျမကိုစိုးရင်စိတ်ကူပေးတယ်ပြီးတော့စေနာထားပြီးတယ်ဆိုရင်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမကလူမသိသူမသိပဲတိုးတိုးတိတ်တွားလိုက်လို့ရှိရင်တိုးတိုးတိတ်ခွေးဆွဲဆွဲခံရမှာပေါ့နော်အခုလို့ကျမကပေါ်တင်ကျင်ညာပြီးတော့အားလုံးကိုအတိပေးပြီးသွားမယ်အဲ့ဒါမှမဟုတ်သူ့မဟာဒေသီစကိုင်းကိုသွားမယ်ငလင်ဘေးသွားကုန်မယ်အားလုံးသိပြီးသားကိစ္စဖြစ်တယ်ကျမသွားမှဒီငလင်ဘေးတင်ပြည်သူတွေကိုကျမကိုယ်တိုင် ချွေနှင်းစာနဲ့နှိုင်းထုတ်ပြီးတော့ခွန်နှစ်ရက်သားသမီးကောင်းမှုနဲ့တွားရောက်လူတန်းမှာဖြစ်တယ်။ဒါကိုမှခွေးဆွဲတယ်လို့ချောင်းမီကြိုက်ချင်တယ်ဆိုရင်တော့ဘသူတွေကဘလို့စိတ်ရုံညံ့နဲ့အောက်တန်းကြလဲဆိုတာကိုတိုင်းတည်ပြီးဒီကဘာတိဖြစ်ပါလိမ့်မယ်။ဆိုတော့ကျမယုံကြည်ပါရဲ့လက်ရှိအချိန်ကာလမှာကျမတို့နိုင်ငံရေးအယောင်တွဲကြီးခဏထားပြီးတော့သဘာဝဘေးကူညီကြရေးကိုအရင်လုပ်တင်တယ်လို့ကျမထင်ပါရဲ့။